ကဲဒီနေ့တော့မြန်မာစားစာရမ်းကြိုက်တဲ့သူတွေရဲ့တွဲခေါက်ဆွဲအစုံတုတ်ကလေးရဲ့ပြီးတော့မြန်မာဒုတ်ထိုးအစုံလေးရဲ့အိမ်မှာလှုပ်စားပြလို့ဝင်ရပေးချင်ပါတယ်ဒုတ်ထိုးလှုပ်ဖို့အတွက်အရင်ဆုံးငုံကိုပြုတ်ထားပေးပါမယ်ယုံမနေသေးဘူးခုလိုမျိုးယူနေဖြောထားပေးပါမယ်ပဲပြအောင်ခုလိုမျိုးယူနေကြက်ကြက်စုမှာပြုတ်ပြီးတော့ကြတော့ရာသမုံလေးရဲ့ပြီးရင်စနုံးမုံလေးရဲ့နည်းနည်းပြီးတော့ကြတော့ကျော်စလိုစီပူမှာထည့်ပြီးတော့ကြော်ထားပေးပါမယ်ကဲပြီးရင်အသားတို့ကိုလည်းအခုလိုမျိုးရာသာလေးနဲ့နှဲပြီးတော့ကြတော့စီပူမှာကြောထားပေးပါမယ်ပြီးသွားရင်တော့ကျဲဥနဲ့စုပုတ်ကလေးနဲ့ကိုလည်းကြောထားပေးလိုက်ပါမယ် ကိုကျိုင်းနဲ့တက်တဲ့ဒုတ်ထိုးအစုံလဲထပ်ပြီးထည့်လို့ရရပေါ့နော်ကျော်စစ်ကတော့အခုလိုမျိုးဒုတ်ထိုးလေးပြင်ထားပေးပြီးလို့ရှင်တော့သူနဲ့တွဲဖက်ပြီးစားဖို့အတွက်အချင်းရီကိုတော့အခုလိုမျိုးငရုတ်တီးထောင်းထားလေးကိုစော်ထဲမှာထည့်ထားပေးပါတယ်ပြီးသွားရင်တော့ဘဲမုံအကြက်မုံလေးထည့်ပေးပါတယ်ပြီးရင်မကြီးချင်ရင်လေးထည့်ပေးပါတယ်ပြီးသွားရင်တော့ငရုတ်တီးအလုံးမုံလေးထည့်ပေးလိုက်တယ်အနံလေးမွေးသွားအောင်ကျော်စစ်တို့နန်းနံမင်းလေးပါထည့်ပေးလိုက်တယ်ဆိုလို့ရှင်တော့ဒါအချင်းရီလေးရပါပြီ ဲခောက်ဆဲဆုပ်တုပ်ဖို့အတွက်ကိုတော့ကျွန်တော်တို့ခောက်ဆဲကိုအခုလိုမျိုးပဲငံပြားကြီးလေးနဲ့အတူနှက်ထားပေးလိုက်ပါမယ်ပြီးရင်တော့ကျက်သွမြူစီကြက်ကလေးချက်ထားလိုက်တယ်ဟင်းကားလေးကိုလည်းအခုလို coffee ဟင်းကားလေးပါပြင်ထားပေးလိုက်မယ်ပေါ့နော်ကျွန်တော်တို့ခောက်ဆဲတုပ်ဖို့အတွက်ကိုခောက်ဆဲအရင်ဆုံးထည့်ပေးပါမယ်ပြီးသွားရင်တော့ကျွန်တော်တို့အစာပလာအဆုံးထည့်မယ်ပေါ့နော်ကျွန်စစ်ကတော့ coffee ထည့်တယ်ပဲပြားထည့်တယ်သခွားသီးထည့်တယ်စီချက်ထည့်တယ်ပဲမုံအကြက်မုံထည့်တယ်ပြီးသွားရင်ရုပ်သီးအလော်မုံထည့်တယ်မကြီးချင်ထည့်တယ်အကြော်ထည့်တယ်ပြီးသွားရင်ကျွန်တော်တို့နန်းနမင်းလေးပါထည့်ပေးလိုက်တယ် အရာတာတက်ကိုတော့ကျွန်စတို့ရာတာမုံလုပ်ငန်းပြရေတို့ပါထည့်ပေးရတယ်ပေါ့နော်ပြီးသွားရင်တော့ကျွန်စတို့အခုလိုမျိုးစောက်ကျင်လေးပါထည့်ပေးပြီးတော့ကြာတော့နှင်လိုက်မယ်ဆိုလို့ရှိရင်တော့ဒါမြမအစားအစာကြိုက်တဲ့သူတွေအတွက်ဆိုလို့ရှိရင်အရန်အတွဲဖက်လိုက်တဲ့ပေါ့နော်ခောက်ဆွဲအစုံတုပ်ကလေးနဲ့မြမတို့တို့လေးရပါပြီလေကိုရိုးရှင်းတာမျိုးလို့